ဘစ်စမလ္လာရာဟ်မန်ရာဟီမ်အလ်ဟမ်ဒူလ illah ကျွန်တော်တို့အဘကီရူဒူရဲ့တာတရတန်ခမ်းသားကိုစာတင်တော့မှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တန်ခမ်းသားနှစ်ခုမှာကျွန်တော်တို့ဟဲဟူဟိုဒီအရွေးနဲ့စာဘလူစီလေးအဲ့ဒါနဲ့ပတ်သက်ပြီးဖတ်ခဲ့တာအေးအေးဒီစာကြောင်းတွေကအကုန်လုံးလက်ရှိကာလနဲ့ပတ်သက်တဲ့စာကြောင်းဖြစ်တယ်အခုကျတော့ကျွန်တော်တို့အတိတ်နဲ့ပတ်သက်တဲ့လူမျိုးစာကြောင်းတွေကိုစီနိုင်ဖို့ကြိုးစားမယ်အဲ့ဒါနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်အဲ့တော့အတိတ်အတွေ့ကျွန်တော်တို့ထာထီထေ ဒီစကားလုံးသုံးလုံးသုံးတယ်တဘောပေါက်ပြီနော်ထာထီထေးရဒိဗေရှိခေသည်ဖြစ်ခေသည်အရင်ကကြတော့ဟွန်းဟဲဟင်းအဲ့ဒါတို့ရဒိဗေကကြတော့ရှိသည်ဖြစ်သည်ခုလက်ရှိကာလမှာဖြစ်တာထာထီထေးရဒိဗေကကြတော့အတိတ်မှာဖြစ်ခေတာရှိခေသည်ဖြစ်ခေသည်လို့များဒိဗေအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် was were ရဒိဗေပေါ့နော်အဲ had ဟွန်းတို့ကြတော့အဲ့ဒါက msr ရဒိဗေတဘောပေါက်ပြီနော်အဲ့တော့အခုကျွန်တော်တို့ ်ဘင်နန်ဇာနဲ့ဘယ်စကားလုံးကိုအသုံးပြရမလဲဒါကိုသိနိုင်ဖို့ကြိုးစားမှာပေါ့နော်ဒီမှာထားထီထီသုံးလုံးရှိတယ်ထားကကြတော့အနေကင်းယောက်ျားလေးအတွက်သုံးတယ်အနေကင်းယောက်ျားလေးအထီအတွက်သုံးတယ်ထီကိုကြတော့အနေကင်းအမအတွက်သုံးတယ် feminine ပေါ့နော်ဒီကကြတော့ masculine ဒီကကြတော့ feminine ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ထေထေကြတော့အမကင်းအတွက်သုံးတယ်အမကင်းယောက်ျားလေးအမကင်း mainly တွေအတွက်တစ်မျိုးသုံးတာရှိတယ် ten ဆိုပြီးသုံးတယ် တဘောပေါက်ပြီနော်အဲ့ဒါကိုဆရာဒီမှာရေးပေးထားတဲ့ tan ဆိုပြီးတဘောပေါက်ပြီနော်အဲ့တော့ဘာဖြစ်ဖြစ်အခုကျွန်တော်တို့ဒီ၃ခုပဲမှတ်နိုင်ဖို့ကြိုးစားမယ်ထားကိုကြတော့ကျွန်တော်တို့ယောက်ျားလေးအနေငယ်အတွေ့သုံးတယ်ထီးကိုကြတော့ကျွန်တော်တို့မိန်းကလေးအနေငယ်အတွေ့သုံးတယ်ထေးကိုကြတော့ကျွန်တော်တို့အမြငယ်အတွေ့သုံးတယ်တဘောပေါက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ my my အတိတ်ပဲပါလဲကျွန်တော်ကျွန်တော်ဆိုတဲ့စကားလုံးကအနေကင်းဖြစ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ရှိခဲ့သည့်ဖြစ်ခဲ့သည့်အတိတ်ပဲရဖို့အတွက်ဘယ်စကားလုံးကသုံးပြရမှာလဲ ဒါမှမဟုတ်ထီးသုံးတယ်ထားဆိုရင်ယောက်ျားလေးထီးဆိုရင် မိန်းကလေးဖြစ်မှာပေါ့နော်ပမာပြင် my ex teacher ထားကျွန်တော်ဒီဆရာတယောက်ဖြစ်ခဲ့တယ်အဲ့ဒီစကားကိုအကယ်လို့အမျိုးအမျိုးသမီးတယောက်ပြောမယ်ဆိုလို့ရှိရင် my ex teacher ထီးအလို့ဖြစ်မယ်သဘောပေါက်ပြီနော်ကျွန်မဒီဆရာမတယောက်ဖြစ်ခဲ့တယ်ဒီလိုမျိုးပေါ့နော်ပြီးတော့ wo what day ပဲထိုးဟာ ဒီကထိုးသူထိုးဟာအဲ့တော့ဒီဟာလေးအနေကင်းဖြတ်သွားကြောင်းကျွန်တော်တို့ထားသုံးမယ်ဒါမှမဟုတ်ထေးသုံးမယ်မိန်းကလေးအနေနဲ့သုံးမယ်ဆိုလို့ရှိရင်ထေးသုံးမယ်ယောက်ျားလေးအနေနဲ့သုံးနေတာဆိုလို့ရှိရင်ထားသုံးမယ်သဘောပေါက်ပြီနော်ရေးရေးလေးအနေကင်းပဲကျွန်တော်တို့ဒီဟာတွေဟိုဟာရင်ငတ်တန်ငင်းတာတွေမှာဖတ်ပေးသွားပြီအဲ့တော့အနေကင်းဆိုတော့ထားဒါမှမဟုတ်ထေးသုံးမှာပေါ့နော်ရေးထားဒီဟာဖြစ်ခဲ့တယ်ဒီဟာရှိခဲ့တယ်အဲ့လိုမျိုးအဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြတော့2 2အဓိပ္ပာယ်မဲနဲ့ ဒီအားလေးအနေခင်အဲ့ဒါကြောင့်ကျွန်တော်တို့ယောက်ျားလေးအနေနဲ့သုံးမယ်ဆိုလို့ရှိရင်တူထမဲ့ဖြစ်ခဲ့တယ်တူထီနဲ့ဖြစ်ခဲ့တယ်အဲ့လိုမျိုးအတိတ်ပဲဖြစ်မှာပေါ့နော်ပြီးတော့ up up ဆိုတဲ့စကားလုံးကကြတော့ကျွန်တော်တို့အရင်ကဖတ်ပြသွားပြီဒီဟာလေးစားတဲ့အနေနဲ့အဲလူကြီးတွေအတွက်အသုံးပြတာပေါ့နော်အသင်ခမရအတိတ်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့အတွက်နောက်ဆုံးမှာအမြကင်းဥစ္စာသုံးတယ်ထေးသုံးတယ်မိင္လေးအနေနဲ့သုံးမယ်ဆိုလို့ရှိရင်ထန်သုံးတယ် up ထေးအသင်ဖြစ်ခဲ့တယ် up ထင်း အသင်မှာဖြစ်ခဲ့တယ်အဲ့လိုမျိုးဖြစ်မှာပေါ့နော်နောက်တစ်ကြောင်းကကြတော့ doom doom အတိတ်ပဲအသင်တို့ man တို့ nan တို့သဘောပေါက်ပြီနော်အဲ့တော့အများကြီးဆိုတော့ကျွန်တော်တို့ a game mouse နှုတ်ဆုံးမှာထဲဒါမှမဟုတ်ထန်သုံးပါပေါ့နော်နောက်တစ်ခုကကြတော့ hum hum လေးအများကြီးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့နှုတ်ဆုံးမှာထဲဒါမှမဟုတ်ထန်သုံးပါပေါ့နော် hum ထဲကျွန်တော်တို့ဖြစ်ခဲ့တယ်ကျွန်တော်တို့ရှိခဲ့တယ်အလိုမျိုးအတိတ်ပဲပေါ့နော်နောက်တစ်ခုကကြတော့လာကာလာကာဒိတ်ပဲယောက်ျားလေးလာကာဒိတ်ပဲယောက်ျားလေးတွေ့အများကြီးနော်လာကာအနေကြီး လာကေဒီဟာကြတော့အများကြီးအပေါ်ကကြတော့အနည်းကြီးအခုကောင်လေးဖြစ်ခဲ့တယ်လို့ပြောမယ်ဆိုလို့ရှိရင်ကောင်လေးကတယောက်ဖြစ်တယ်အနည်းကြီးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လာကထားလို့သုံးမယ်ဘာလို့ဆိုတော့နန်စာအရှိမလာတဲ့ subject ကအနည်းကြီးဖြစ်ရင်ကျွန်တော်တို့ထားသုံးတယ်မိင်္ဂလိပ်ဖြစ်တယ်ဆိုလို့ရှိရင်ထီးသုံးတယ်ဥပမာဖြင့် the hanty အမဖြစ်ခဲ့တယ်အလိုမျိုးလာကီထီမိင်္ဂလိပ်ဖြစ်ခဲ့တယ်မိင်္ဂလိပ်ရှိခဲ့တယ်အလိုမျိုးအတိတ်ပဲရမှာပေါ့နော်အကေလို့အဲ့ဒီအရှိမလာတဲ့ subject က အဲကျွန်တော်တို့မော့တရာဒါမှမဟုတ်ပြောလို့ရတာပေါ့နော်ဒါမှမဟုတ် file အဲ့ဒါအများကြီးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးမှထေသုံးတာပေါ့နော် larke the ယောက်ျားလေးတွေရှိခဲ့တယ်သဘောပေါက်ပြီလားအဲ့တော့ကျွန်တော်တို့ဒီမှာဘလူနန်ဇာနဲ့ပြဟာကိုအသုံးပြရမလဲဒါနဲ့ပတ်သက်ပြီးဖတ်ခဲတာအခုကျွန်တော်တို့ဒီအရွဲနဲ့စာစီနိုင်ကိုကြိုးစားမယ်เนาะဆရာကဒီဘက်မှာဝါချာတွေရေးပေးထားတယ်။ဥပမာဖြင့် my school မှာထားကျွန်တော်ဒီကျောင်းမှာရှိခဲ့တယ်။ my ကျွန်တော် school ကျောင်း me အထဲမှာ ထားရှိခဲ့တယ်။ဒီစကားလုံးနဲ့အကုန်လုံးကျွန်တော်တို့ပြီးခဲ့တဲ့တန်ခိုးသားမှာဖတ်ပြသွားပြီ။ဒီမှာစကားလုံးကတစ်တလုံးနဲ့မပါဘူး။သဘောပေါက်ပြီနော်။အဲ့တော့အရှိမမိုင်းအနေကင်းလာတော့ကြောင်းကျွန်တော်တို့နောက်ဆုံးမှာရှိခဲ့သည့်အတိတ်ပြအတွက်ထားကိုတုံထားတယ်။ယောက်ကြလိမ့်မလို့နော်အကေလို့ဒီကမင်းကလေးဖြစ်မယ်ဆိုလို့ရှိရင်ကျမတို့ကျောင်းမှာရှိခဲ့တဲ့အလို့ပြောမယ်ဆိုလို့ရှိရင် my school မဲ့ ठी အလို့ဖြစ်မယ်ဒီဟာတော့မှာပေါ့နော် my school မဲ့ ठी ကျမတို့ကျောင်းမှာရှိခဲ့တယ်တပတ်ပေါ့ကွနော်ဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လေလုံဝတူတူပဲ နောက်တစ်ကြောင်ကကြတော့ဝိုဘီမာတီဝိုဘီမာတီသူမသည်နေမကောင်းဖြစ်ခဲ့တယ်ဒီတခါဆရာကဝိုရဒိတ်ပြီသူမယူနေတယ်ဘာကြောင့်သူမလို့ဘာသာပြန်နေတာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာနောက်ဆုံးမှာထီးတုံထားတယ်ကျွန်တော်တို့အမျိုးသမီးနဲ့ပဲထီးတုံတာပေါ့နော်အဲ့တော့ဝိုဘီမာတီသူမသည်နေမကောင်းဖြစ်ခဲ့တယ်ဘီမာအတိတ်ပဲနေမကောင်းဖြစ်တော့ထီးအတိတ်ပဲဖြစ်ခဲ့တယ်ရှိခဲ့တယ်ဝိုအနေကင်းမလို့နောက်ဆုံးမှာကျွန်တော်တို့ ဒါမှမဟုတ်ထေးသုံးနေတယ်မင်းကလေးမလို့ထေးသုံးထားတာဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းအတူတူပဲဝိုးသူမဘီမာနေမကောင်းထီဖြစ်ခဲ့တယ်လုံးဝအတူတူပဲနော်နောက်တစ်ကြောင်းကကြတော့ sub mojute sub mojute အကုန်လုံးရှိခဲ့တယ် sub အတိတ်ပဲအားလုံး sub အတိတ်ပဲအားလုံး mojute အတိတ်ပဲတီရှိသည် mojute အတိတ်ပဲတီရှိသည်ထေးအတိတ်ပဲရှိခဲ့သည်ဖြစ်ခဲ့သည် အဲ့တော့ sub module တွေအကုန်လုံးရှိနေခဲ့တယ်။အဲ့တော့ sub ဆိုတဲ့စကားလုံးကအများကြီးမဟုတ်လို့ကျွန်တော်တို့နောက်ဆုံးမှာရှိခဲ့တဲ့အတိတ်ပြအတွက်ထည့်သွင်းထားတယ်။တဘောပေါ့ပြီနော်။ပြီးတော့ဗမာစကားနဲ့တိုင်းကျင်လေလုံးဝအတူတူပဲ။အားလုံး sub ရှိနေခဲ့တယ် module တွေ။တဘောပေါ့ပြီနော်။နောက်တစ်ကြုံကကြတော့ wo ek wakil tha wo ek wakil tha wakil အတိတ်ပဲရှိနေ lawyer ပေါ့နော်အင်္ဂလိပ်လိုပြောရင် lawyer ရှိနေ။ သူသည်ရှေ့နဲ့တယောက်ဖြစ်ခဲ့တယ်အဲ့တော့အရှင်းမှာနန်စားကဝိုးအနေကင်းမို့လို့ကျွန်တော်တို့နှုတ်ဆုံးမှာထားသုံးထားတယ်အကေလို့ရှေ့နဲ့ကအမျိုးသမီးဖြစ်မယ်ဆိုလို့ရှိရင်သူမသည်ရှေ့နဲ့ဖြစ်ခဲ့တယ်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာထီးသုံးမယ်ဝိုးအိတ်ဝကီလ်တီသူမသည်ရှေ့နဲ့တယောက်ဖြစ်ခဲ့တယ်နောက်တစ်ကြောင်ကကြတော့ဟမ်မက်ဂူလ်တီဟမ်မက်ဂူလ်တီကျွန်တော်တို့ဒီ အဲအလုတ်ရှုံနေခဲ့တဲ့ကျွန်တော်တို့မအားခဲ့ဘူးအင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် busy မစကူလာဒိတ်ပဲ busy တဘောပေါက်ပြီနော်ကျွန်တော်တို့မအားခဲ့ဘူးဒီမှာအရှေ့မှာနန်စားကအမြခင်ဖြစ်တယ်ဟမ်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နှုတ်ဆုံးမှာထေသုံးထားတယ်တဘောပေါက်ပြီနော်အဲ့တော့ဒီဘက်မှာဖတ်ခဲ့တာတွေကအကုန်လုံးအဖြေစာကြောင့် affirmative sentence ဖြစ်တယ်အခုကျွန်တော်တို့ရေးထားထီထေးဆိုတဲ့စကားလုံးနဲ့ အငြင်းစာချုပ်စီနိုင်ဖို့ကြိုးစားမှာပေါ့နော်အငြင်းစာချုပ်စီဖို့တပါလောက်ကမလဲအရင်ကတိုင်ဖို့ကျွန်တော်တို့နေဟိဆိုတဲ့အငြင်းစကားလုံးကိုထေးပေးမှာအဲ့ဒီနေဟိဆိုတဲ့အငြင်းစကားလုံးကိုပြင်မှာထေးရမလဲအရင်ကတိုင်ပဲဗမာစကားမှာဘယ်နေရာမှာထေးလဲဒီမှာလေဒီနေရာမှာပဲထေးမှာပေါ့ဥပမာဖြင့်ကျွန်တော်အိမ်မှာမရှိခေဘူးလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်မှာမရှိခေဘူးအဲ့ဒီမာဆိုတဲ့စကားလုံးကိုဘယ်နေရာမှာထေးလဲရှိခေသည်ဖြစ်ခေသည်ဆိုတဲ့စကားလုံးရဲ့ရှေ့မှာဥလူလူစကားမှာလဲကွတ်တီအဲ့ဒီနေရာမှာပဲထေးပြောမယ် ကျွန်တော်မိုင်အိမ်မှာဂရမေမရှိနေဟိခေဘူထာမိုင်ဂရမေနေဟိထာလုံးဝပမာစကားတိုင်းပဲတဘောပေါက်ပြီနော်အဲဒါကြောင့်ဆရာဒီဘက်မှာအဲ့လိုမျိုးပမာတွေရေးပေးထားတယ်ဝိုမေရာဒိုးစ်နေဟိထာသူဒီကျွန်တော်ရဲ့တငယ်ချင်းမဖြစ်ခဲ့ဘူးဝိုအတိတ်ပြီသူမေရာဒိုးစ်အတိတ်ပြီကျွန်တော်ရဲ့တငယ်ချင်းဒိုးစ် အရင်ကဆရာက friend လို့ရေးပေးထားတဲ့အင်္ဂလိပ်လိုအခုလိုလိုလိုရေးပေးထားတာပေါ့နော်မေရာဒိတ်ပဲကျွန်ုပ်ဤသူဒီကျွန်ုပ်ဤတင်ငယ်ချင်း nehi tha မဖြစ်ခေဘူးတပတ်ပေါ့ပြီနော်အကေလို့သူမဒီကျွန်ုပ်ဤတင်ငယ်ချင်းမဖြစ်ခေဘူးလို့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီချင်းကျွန်တော်တို့ဒီနေရာလေးမှာ tha ကို thi နဲ့ပြောင်းပေးမယ်ဝမေရာမေရာကနေဝမေရီဒိုးစ်နဟီထဲလို့ဖြစ်သွားမယ်ဝမေရီဒိုးစ်နဟီထီတပေါ်ပေါ်ပြီနော် နောက်တစ်ကြောင်းကကြတော့ वो यहां पर नहीं नहीं थी वो यहां पर नहीं थी ဒီကကြတော့အမျိုးသမီးအတွက်တုံနေတာအဲဒါကြောင့်ထေးတုံထားတာ वो ကြတော့အနေကင်းအဲဒါကြောင့်ကျွန်တော်တို့နှုတ်ဆုံးမှာအနေကင်းရေဟိုရှိသည်ဖြစ်သည်ဆိုတဲ့စကားလုံးကိုတုံထားတာထီပေါ့နော် वो यहां नहीं थी သူမဒီဒီမှာမရှိခဲ့ဘူးဒီမှာ यहां पर နှခိုးလုံးတွေးပြီးဒီနေရာမှာအလိုမျိုးတိတ်ပဲ वो यहां पर သူမဒီဒီနေရာမှာ नहीं थी မရှိခဲ့ဘူးသဘောပေါက်ပြီနော် নামটা জঙ্গা চারো জায়দ হাজি নাথা জায়দ হাজি নাথা জায়দ দি হাজি মা ফেক ဒီမှာအရှိမနန်စားက subject က zait ဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှာယောက်ျားလေးအနေနဲ့ထားသုံးထားတယ်သဘောပေါက်ပြီနော်ပြီးတော့ haji အတိတ်ပဲကျွန်တော်တို့ haji လောက်တဲ့ haji ကိုခေါ်တာပေါ့နော် na tha ကျွန်တော်တို့ urudu စကားမှာ nahi ဆိုတဲ့စကားလုံးကိုတခါတခါဒီလိုမျိုး na ဆိုပြီးလေးသုံးတယ် na နဲ့ nahi နဲ့အတိတ်ပဲချင်းတူတယ်အဲ့ဒါကြောင့် zait haji nahi tha လို့ပြောနိုင်တယ်လို့ zait haji na tha လို့လည်းပြောလို့ရတယ် पमाबे मैं एक स्टूडेंट नहीं था मैं एक स्टूडेंट न था नखोलों मैंने तब बाबा भी नो नाउ तो जाऊँगा चारों लोग कमज़ोर नहीं थे लोग कमज़ोर नहीं थे लोग अधिक वे लूरे कमज़ोर अधिक वे आने दो कमज़ोर अधिक वे आने दो इंग्लिश लोपचा में सोल्यूशन वीक लो हो रहे लोग कमज़ोर लूरे दी आने रा नहीं थे मफे खे लूरे आने के रा महा हुआ लोपचा नहीं बनो तीमा लोग အရှင်းမှာ subject က file ကဒါမှမဟုတ် mubtada လည်းပြောလို့ရတယ်ကျွန်တော်တို့အဲ့ဒါကအများကြီးဖြတ်တော့ကြောင်းကျွန်တော်တို့နောက်ဆုံးမှာထည့်သုံးထားတယ်ဒီဒီသဘောပေါက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုမေခွန်းစာကြောင်းစီနိုင်ဖို့ကြိုးစားမယ်ဗမာစကားမှာမေခွန်းနှမျိုးရှိတယ်လာနေဆုံးတယ်မေခွန်းတစ်မျိုးရှိတယ်အဲ့ဒီလာနေဆုံးတယ်မေခွန်းကိုကျွန်တော်တို့အရင်ကသင်ခင်းတာတွေမှာဘလို့စီခဲ့တာကြားဆိုတဲ့စကားလုံးကိုစာကြောင်းရဲ့လုံးဝအရှိမှဒါမှမဟုတ်လုံးဝနောက်ဆုံးမှာထင်းရင် လားဆိုတဲ့လူမျိုးမဲခွန်ဖြစ်တဲ့ပမာဖြင့်ကာတူမေကိုစတာထိုအတင်ဒီဆရာတယောက်လားဒါမှမဟုတ်ဘုံအေကိုစတာထိုကြအတင်ဒီဆရာတယောက်လိုက်ဒီကြကိုအရှိမဒါမှမဟုတ်လုံဝနှုတ်ဆုံးမှထဲမယ်တပောပောက်ဝင်နော်ကြံတဲ့မဲခွန်စကားလုံးတွေကိုကြတော့ကျွန်တော်တို့ဗမာစကားမှာဘယ်နေရာမှာထဲသုံးလဲဥရုဒုစကားမှာလည်းအဲ့ဒီနေရာမှာပဲထဲသုံးမှာတပောပောက်ဝင်နော်ဥပမာဖြင့်ဒူကန်မဲကွန်တာဆိုင်မှာဘသူရှိခဲ့လဲ दुकान में कौन था साइमा बतूशी खेले दुकान अडेक बे साई मैं अडेक बे अठे मा कौन अडेक बे बतूले दियार या यंगा चनोरु फट बे दोबी दिमा सका लोंगा ते टलों ले म पाउ था अडेक बे शिखे दी फिखे दी एरो दुकान में कौन था साइमा बतूशी खेले लोंगा टूटू बे नो तबाबा बिनो नाउ टखुवा जारो ये क्या था ီဟာဘာဖြစ်ခဲ့လဲဒီဟာဘာဖြစ်ခဲ့လဲဒီတစ်ခါကြာရတဲ့ပဲဘာလဲအတိတ်ပဲဖြစ်မယ်နော်ဘာလို့လဲဆိုတော့ကြာဆိုတဲ့စကားလုံးကစာချုပ်ရင်းလုံးဝအရှိမဒါမှမဟုတ်လုံးဝနောက်ဆုံးမှလာတဲ့အခါပဲလာဟုတ်တယ်လားဖြစ်တယ်လားဆိုပြီးအတိတ်ပဲရတာအကေလို့စာချုပ်ရင်းအလေမလာရင်အဲ့ဒီချိန်ကြာရတဲ့ပဲဘာလဲအတိတ်ပဲရတယ်ရေကြာဟဲ့ရေကြာတာဒီဟာဘာဖြစ်ခဲ့လဲဘာမှစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းလုံးဝတူတူပဲဒီဟာရေဘာကြာဖြစ်ခဲ့လဲထသဘောပေါက်ပြီနော်နောက်တစ်ကြုံကကြာတော့ ကျာဝူပိမာရထာကျာဝူပိမာရထာအဲ့တော့ဒီတခါဒီကဘလိုမေးခွန်းဖြစ်မှာလဲကျာကစာကြောင်းရဲ့လုံးဝရှေ့မှာလာတာဟုတ်သလားဖြစ်သလားလို့မျိုးမေးခွန်းဖြစ်မှာပေါ့နော်ကျာဝူပိမာရထာပိမာရတိတ်ပဲနေမကောင်းတော့သူဒီနေမကောင်းဖြစ်ခဲ့တာလားသူဒီနေမကောင်းဖြစ်ခဲ့လားတဘောပေါက်ပြီနော်ဒီမှာဝိုးအနေကင်းမလို့နှုတ်ဆက်မှာကျွန်တော်တို့ထားသုံးထားတာယောက်ျားလေးကနင်းနေတယ် ကီလိုမိင္လိဖြစ်မယ်ဆိုလို့ရှိရင်ကြာဝူဘီမာတီဒူမာဒီနေမကောင်းဖြစ်ခဲ့တာလားအဲ့လိုမျိုးဖြစ်မယ်တဘောပေါ့ဘူးနော်အခွေးတာတွင်နဲ့သိပ်ပြီးကောင်းမစားနဲ့ထားထားပြောင်းမလားထိပြောင်းမလားတာနဲ့ကောင်းမစားနဲ့ပဇက်ကနေပြာပြောထွက်လဲတာနဲ့ပဲပြောပြီးလေ့ကျင့်လိုက်ပြီးနောက်ပိုင်းကျွန်တော်တို့တရားတွေတဖြည်းဖြည်းတဖြည်းဖြည်းအကုန်လုံးအဆင်ပြေလာမှာပေါ့နော်နောက်တစ်ကြောင်ကကြတော့တွမ်ကဟာထေတွမ်ကဟာထေ သင်တို့သည်ဘေးမှာရှိခဲ့လေအဲ့တော့တွမ်အမြခင်မို့လို့ကျွန်တော်တို့ရှိခဲ့သည်ဖြစ်ခဲ့သည်အတိတ်ပြည့်အတွက်ထဲသုံးထားတယ်ပြီးတော့ပမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းလုံးဝတူတူပဲတွမ်အသင်တို့ကဟန်ဘေးမှာထဲရှိခဲ့လေတဘောပေါက်ပြီနော်အရင်ကတန်ခမ်းသာတွေမှာကျွန်တော်တို့လက်ရှိကာလနဲ့ပတ်သက်တဲ့စာကြောင်းတွေစီခဲ့တယ်အခုဒီတန်ခမ်းသာလည်းဖတ်ပြီးသွားပြီဆိုတော့အဲအတိတ်ကာလနဲ့လည်းပတ်သက်ပြီးကျွန်တော်တို့လေ့ကျင့်ရမှာပေါ့နော်အင်ရှာလာကျန်တဲ့အပိုက်ကိုကျွန်တော်တို့နောက်တစ်ခု recording မှာဖတ်ကြတာပေါ့